ုံသက်သွားတဲ့အာဆင်နဲ့ဘာကွက်ရှင်မှာလဲစပတ်မှာတခါလားပွဲနဲ့ပွဲကိုနက်ဆိုင်ခွင့်ရတယ်လို့မျိုးကမ္ဘောနိုင်းအောက်ဆိုင်ကိဝဲရလေသူကိုထိသိခွင့်ရလိုက်တယ်လို့မျိုးလန်ဒန်မြရဟာလဲလဲနေပါတယ်နစ်ပေါင်းများစွာဝေးကွာနေတဲ့ပရီးမီးယားလိချီနန်းကိုပြန်လည်ဆိုးဆောင်ဖို့အတွက်မြောက်လန်ဒန်အရက်ကဂန်းသားတွေဟာသူတို့ရဲ့ဓာတ်တွေကိုဆဲထုတ်လိုက်ကြပြီသူတို့ဟာဒဇန်အမြောက်မဟုတ်သောတက်တွေပြနိုင်ဖို့အတွက်ဒီရီမှာအာဆင်နဲ့ဒုံးဆိုင်ပြကြနေကြရပါလက်ချိန်မှာလည်းအာဆင်နဲ့ကပရီးမီးယားလိနဲ့ချန်ပီယံလိဆက်မျက်နှာပြနှစ်ခုစလုံးမှာအခြေအနေက ောင်းနေပါတယ်။ဒါပြင်အချက်ပေါ်တကလောင်းချက်ကြကဂျေယာဒီမှာအစင်တွေဟာကျေးပိုင်းဆရာရှုတော့အရာကလည်းထိုးတော့တွေပေါ်မျက်နှာမပြတ်ခဲတာပါ။ ဒီရလေးအစနေဟာတိုင်ပွဲဆုံး၉ပွဲကစားခဲ့ရမှာ၆ပွဲအထိကိုကျင်းအောင်ပြီးတော့၃ပွဲသာချဆုံးထားခဲ့ပါတယ်။ဒါပြင်နေယူကဆဲအိုလံပီယာကော့ရိုနယ်ကစားခဲ့ရဲ့နောက်ဆုံး၂ပွဲဆက်လည်းအစနေကမျက်နှာမပြတ်ခဲ့ပါဘူး။ဒီနေ့ညမှာကစားမယ်ဝဟန်နဲ့ပွဲမှာဆိုရင်လည်းအစနေရဲ့ဖွင့်လှစ်မှုကထူးခြားနေလို့သုံးသပ်ရပါမယ်။အစောပိုင်းဆက်တင်ဖွင့်လှစ်မှုမှာအစနေရဲ့ဝင်ရောကသလုံးသက်ရည်သာရှိခဲ့ပေမယ့်လက်ရှိအချိန်မှာနှလုံးသက်ရည်ဝင်ရောကိုကူးပြောင်းသွားခဲ့တာပါ။ဒါကြောင့်အစနေရဲ့ဝင်ရောက၄၅အထိကိုပြပြင်းထန်ထန်ခုန်သက်သွားခဲ့တယ်လို့ဆိုရမှာပါ။ ပုံမှန်ဆိုရင်ဒီလိုဝင်ရိုးတွေအဆမတန်မြင့်တက်သွားတဲ့ပွဲမျိုးဟာကြည့်အောင်လေးရှိတဲ့အနေအထားဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာအမျက်စုံဆန်းဆောင်ရေးကိုပြသနေတဲ့အာဆင်နယ်ကရက်လက်တွေစိုးရွားပြီးတာဆန်းဆောင်ထဲမှာရပ်တည်နေတဲ့ဝက်ဟန်ကိုနှစ်ဂိုးသွင်းရင်ပြာစွန်ဆောင်းရမယ်ဈေးပေါက်နေတာကတော့အာဆင်နယ်ဘက်ကိုခေါ်ထားတဲ့ဖွင့်လှစ်မှုမျိုးပါပဲ။ဝင်ရိုးရာအ င်နေဆိုပေမဲ့ဘူကီနေကအာဆင်နယ်ကိုဆွဲခေါ်ထားတဲ့အချိန်တွေမှာပါရစ်ဆက်ဖြစ်မလဲအာဆင်နယ်ကဘာအွက်ရှစ်မလဲဆိုတာကိုစိတ်ဝင်စားစရာပါပဲဝီယိုနေလန်းသားရဲ့တမတမစစအာဆင်နယ်ကျင်းအောင်မလားဓမ္မမို့ဘူကီနေရဲ့မာယာထောင်ချောက်အောင်မှာအနိုင်သုံးမရရုံနဲ့ကန်သွားမလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်